စာရေးသူအလင်းရောင်ရေးသားထားတဲ့ကွန်ဖော့ဆောင်ကိုစွန့်လွှတ်ရမယ်။အောင်မြင်ခြင်းရင်စွန့်လွှတ်ရမယ်ဆိုတဲ့အဖိုးတန်စာအုပ်ကလေးဖြစ်ပါတယ်။ဒီအစီအစဉ်မှာတော့ထူးထူးခြားခြားနားထောင်ကြည့်ရှုကြတဲ့မိတ်ဆွေတွေအတွက်ဘဝမှာမတိမဖြစ်တန်ဖိုးရှိတဲ့ဘဝတင်ကန်းစာများကိုထုတ်နှုတ်တင်ဆက်ပေးမယ်။အစီအစဉ်လေးထည့်ပေးထားပါတယ်။အဲ့ဒါကတော့နံပါတ်၁အောင်မြင်လူစိတ်တိုးတက်လူစိတ်ရှိတဲ့လူငယ်တိုင်းအတွက်ဘဝတိုးတက်အောင်မြင်ဖို့မရှိမဖြစ်လိုအပ်တဲ့စင်ကြေပေးခြင်းနဲ့မကောင်းတဲ့အတွေးခေါ်တွေကိုဘယ်လိုစွန့်လွှတ်ရမလဲ။နံပါတ်၂ အောင်မြင်မှုစီကိုပို့ဆောင်ပေးနိုင်မယ်လို့ထင်ထားတဲ့မှတ်ယူတဲ့နီလန်းတွေကိုနားလည်လာမှာဖြစ်ပါတယ်နံပါတ်3ရှုံးနေမှုအပေါ်ကြောက်တဲ့စိတ်ကိုကြော်လွားပြီးအောင်မြင်မှုကြောင့်ရလာမဲ့ပျော်ရွှင်မှုထဲရှုံးနေပြီးကြုံတွေ့ရမဲ့နာကျင်ခံစားချက်ကြောက်နေတတ်တဲ့စိတ်ကိုဘယ်လိုထိန်းချုပ်ပြီးရဲရဲရင်ဆိုင်ရမလဲဆိုတဲ့အရေးကြီးတဲ့စိတ်တက်ခွန်အားကိုတိဆောက်ပေးမဲ့နီလန်းတွေလည်းဖြစ်ပါတယ်နံပါတ်4နောက်တစ်ခုကမိမိကိုယ်ကိုယင်းဒီမြုံနှံပြီးတံပိုးငွေကြေးပိုင်းယင်းဒီမြုံနှံမှုတွေလိုပဲ မိမိကိုယ်ကိုယဉ်ညီမြုံနှံခြင်းဟာလူတယောက်အတွက်အကောင်းဆုံးသောယဉ်ညီမြုံနှံမှုဖြစ်ကြောင်းသိရှိပြီးအခမဲ့ရနိုင်တဲ့အရင်းမြစ်တွေကနေလိလခြင်းရဲ့အရေးပါပုံကိုပါသိလာရမှာဖြစ်ပါတယ်။မင်္ဂလာပါခင်ဗျာ။ကုဆန်ဝန်တူဘူး YouTube Audio Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ Channel လေးကို Like and Subscribe နှိပ်ပေးဖို့ကိုလည်းအထူးတောင်းဆိုပါတယ်ခင်ဗျာ။ဒီနေ့ကျွန်တော်တို့ပြောပြပေးမှာကစာရေးသူအလင်းရောင်ရဲ့အောင်မြင်ခြင်းရင်စွန့်လွှတ်ရမယ်ဆိုတဲ့စာအုပ်ထဲကဘဝအတွက်တကယ်ရေးကြီးတဲ့သင်ခန်းစာတွေပဲဖြစ်ပါတယ် ောင်မြင်မှုဆိုတာချမ်းသာသူတွေနိုင်မီကျော်တွေအတွက်ပဲမဟုတ်ပါဘူးကျွန်တော်တို့အားလုံးရယူလို့ရတဲ့အရာတွေပါဒါပေမဲ့အောင်မြင်မှုဆိုရင်ကိုယ့်ရဲ့အကျင့်ဟောင်းတွေအတွေးခေါ်ဟောင်းတွေကိုစွန့်လွတ်ဖို့လိုအပ်ပါတယ်ဒီစီဇန်မှာတော့အပိုင်း၅ပိုင်းခွဲ၍တင်ဆက်ပေးမှာဖြစ်ပါတယ်အပိုင်း၁ကွန်ဖောင်ဆောင်ကနေဘယ်လိုယုံထွက်မလဲအောင်မြင်ခြင်းနဲ့ဆိုရင်ကွန်ဖောင်ဆောင်ကိုစွန့်လွှတ်ရပါမယ်မိษွေကအောင်မြင်ခြင်းရင်ချမ်းသာခြင်းရင်ပျော်ရွှင်ခြင်းရင်ကွန်ဖောင်ဆောင်စိတ်ချလုံခြုံတဲ့နေရာတွေကအတွေးတွေအကျင့်တွေ စိတ်ကူးတွေကိုစွန့်လွှတ်ရပါလိမ့်မယ်လူငယ်တွေကစင်ကြီးတွေအယမ်းများနေတယ်ကျွန်တော်တို့အားလုံးဟာအောင်မြင်ကြင်ကြပေမဲ့လက်တွေလှုပ်ဆောင်ဖို့ကိုတော့စိတ်ဝင်စားကြပါဘူးအောင်မြင်တဲ့သူတွေဟာဘယ်နေရာမှာလိုအပ်တယ်ဘယ်နေရာမှာချိုးယွင်းထားတယ်ဆိုတာကိုပဲပြောနေတဲ့သူတွေမဟုတ်ပါဘူးသူတို့ဟာအလုပ်ကိုအာရုံစိုက်ပြီးပြင်းပြအောင်လှုပ်ဆောင်ကြပါတယ်ပုံဒီအသွေးခွန်ကိုပြောင်းလဲပါအောင်မြင်တဲ့သူတွေဟာအမြဲတမ်းပဲအချိန်နဲ့မျှတိုးတက်နေတဲ့ကဘာကြီးကိုအမိလိုက်ဖို့ကြိုးစားလေ့လာနေကြပါယနေ့မှာဖြစ်ဖြစ်နေတဲ့အရာတွေဟာ မနဲ့ဖြံမှာဘာဖြစ်မလဲဆိုတာဘယ်သူမှမသိနိုင်တဲ့အတွက်ပုံဒီတတ်မှတ်ထားတဲ့အတွေ့အခေါ်ယူဆတွေကိုပြောင်းလဲပြည့်ရပါမယ်။စင်ကြည်ပြီးခြင်းကိုဆွတ်လွတ်ပါဘဝမှာခက်ခဲမှုတွေကြာရှုံးမှုတွေကြုံလာတဲ့အခါအာရုံတွေပျောက်နေတတ်ပါတယ်။အောင်မြင်မှုကိုတောင်းတတဲ့အချိန်မှာအချိန်ယူပြီးအတင့်မွေးမြူရပါမယ်။ကိုယ်ပိုင်စည်းကမ်းတွေချမှတ်ပြီးတည်တည်ချာချာပြီးမြတ်အောင်လှုပ်ဆောင်ရပါမယ်။လှုပ်တဲ့အလုပ်တိုင်းမှာစင်ကြည်တွေအစားရလက်တွေကိုပဲထွက်လာအောင်အာရုံစိုက်ပြီးလှုပ်ဆောင်တင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့အောင်မြင်တဲ့သူတွေဟာသူတို့ဓာသူတို့ရဲ့အရှင်သခင်ဆိုတာတတ်မှတ်ထားလို့ပါအပိုင်းနဲ့အာယုံဆိုင်မှုနဲ့အမာကင်းမှုစူးစမ်းခြင်းကိုရပ်တန့်မှာဒီခေတ်မှာလူတော်တော်များများလုပ်နေတဲ့အမားတစ်ခုကအချိန်နဲ့အလုပ်ပေါင်းစုံလုပ်ခြင်းပါပဲဒါကိုစွန့်လွယ်ရပါမယ်အလုပ်ပေါင်းစုံလုပ်ခြင်းကိုရပ်ပါကျွန်တော်တို့အုံတော်ဟာလုပ်ငန်းတစ်ခုထက်ပိုတဲ့အရာတွေကိုချက်ချင်းအာယုံမဆိုင်နိုင်ပါဘူးအလုပ်ပေါင်းစုံလုပ်ခြင်းဟာတင့်ရဲ့အာယုံဆိုင်မှုကိုညှော်နှဲစေပြီးအလုပ်ထဲကတစ်ခုကိုတောင်မှတင်အာယုံဆိုင်နိုင်မှာမဟုတ်ပါဘူး ဒါကြောင့်လုပ်ငန်းတစ်ခုကိုရွေးချယ်လိုက်ပြီဆိုတာနဲ့ပြည်ဆုံးတဲ့အတိုင်းအောင်လုပ်ဆောင်ပါဥပမာစီဝါရေးပဲဖြစ်ဖြစ်ဆွေးနွေးတာပဲဖြစ်ဖြစ်အမားကင်းမှုအကျိုးစားခြင်းကိုစွန့်လွတ်ပါလူတိုင်းမှာအမားနဲ့မကင်းပါဘူးဒါကိုလက်ခံနိုင်ရပါမယ်အမားကင်းတဲ့သူတယောက်အရာရာပြည့်ပြည့်စုံတဲ့သူတယောက်ဖြစ်ဖို့ကြိုးစားတာတွေကိုစွန့်လွတ်ရမယ်တင်ကြောင်းဝေဖန်ပြောဆိုတာကိုလက်ခံတတ်ရမယ်ကောင်းစီခြင်းလို့ပြောရင်လက်ခံပါတိုက်ခိုက်မှုတွေဆိုရင်လစ်လူရှုလိုက်ပါအများလောက်တာကိုမလောက်ပါနဲ့လူများလောက်တိုင်းမှန်တာမဟုတ်ပါဘူးဒီလောက်ကဝင်ဝေကောင်းနေဆိုရင်လိုက်လို့ကြပါပဲ ကိုယ်ပိုင်ဘာလုပ်ရမလဲဆိုတာမသိကြပါဘူးတင်ကိုယ်တိုင်တွေးခေါ်ရမယ်မိမိအုံတော့ကိုယ်တာအသုံးပြုပါအပိုင်သုံးပြင်းရင်ချင်းသုံးမဟုတ်ကြောက်ရွံ့ခြင်းနဲ့တဏှာကြီးနီးလန်းပြင်းရင်ချင်းနဲ့အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်ဆိုတာမရှိပါဘူးပြင်းရင်နေတဲ့သူတယောက်ဟာစီးပွားရေးလုပ်မယ်ပြောနေရင်တေချာပါတယ်ကြာရှုံးမှာပါပဲအောင်မြင်မှုရဖို့အတွက်နောက်ထပ်စွန့်လွှတ်ရမယ့်အရာကတော့ကြောက်ရွံ့ခြင်းပါပဲရှုံးနေမှာကိုကြောက်တဲ့စိတ်ကိုကျော်လွှားပါ ရှောင်းနိုင်မှာကိုကြောက်တဲ့စိတ်ဟာကျွန်တော်တို့ရဲ့အောင်မြင်မှုကိုအကြီးမားဆုံးပိတ်ဆို့ထားတဲ့အရာဖြစ်ပါတယ်။လူတွေဟာအောင်မြင်မှုကြောင့်ရလာမဲ့ပျော်ရွှင်ရတဲ့ခံစားချက်ထက်ရှောင်းနိုင်ပြီးကြုံတွေ့ရမဲ့နာကျင်ခံစားချက်ကိုပိုပြီးကြောက်နေကြလို့ပါ။ကျွန်တော်တို့ဘဝမှာအောင်မြင်မှုတွေပိုင်ဆိုင်ခြင်းရင်ကျွန်တော်တို့ရဲ့ကြောက်ရွံ့မှုတွေကိုကျွန်တော်တို့ရဲ့ခံစားချက်တွေကိုထိမ့်ချုပ်ပြီးရဲရဲရင်ဆိုင်ဖို့အရေးကြီးပါတယ်။စပိန်မစည်းတတ်ခင်အချင်းချင်းလဲကြဘူးတယ်လို့ငွေကြီးမဆုံးရှုံးမဲ့ချမ်းသာသွားတဲ့တစ်ထည်ကျွန်တော်မတွေ့ဘူးပါဘူး။စွန့်စားရဲရပါ့မယ်။ ါရမီဆိုတာလောက်ယူရတာပါလူအများစုကအောင်မြင်တဲ့သူကိုပါရမီရှိတဲ့သူဖြစ်တတ်မှတ်လေးရှိကြတယ်တကယ်တမ်းကျတော့ပါရမီဆိုတာလောက်ပြီးယူလို့ရတဲ့အရာဖြစ်ပါတယ်မနာမနေစူးစမ်းမှုလိလာစူးစမ်းမှုဇွဲဝရိယရှိမှုတွေပြေဝါစွာအတုံးချနိုင်တဲ့သူဟာပါရမီရှိတဲ့လူပါပဲတဏှာကြီးနီးလန်းကိုကျင့်သုံးပါအချိန်မရှိဘူးဆိုတဲ့စကားလုံးဟာအောင်မြင်ခြင်းရဲ့ရှုံးနေခြင်းကိုခွဲခြားထားတဲ့မဟာတတိုင်းကြီးဖြစ်တယ်လို့ပညာရှင်ကြီးဖရန်ကလင်ကမှတ်ချက်ချခဲ့ဘူးပါတယ် ကျွန်တော်တို့ဒီနေ့တာ24နှစ်ကြီးတဲကတနာီလောက်ကိုကိုပိုင်ဖွံ့ဖြိုးတိုးတက်မှုအတွက်အချိန်ပေးကြည့်လိုက်ဒီနီလန်းဟာလူကြီးလူငယ်မယွေလိုက်နာတင်ပြီးခိုင်မာတဲ့စိတ်ဓာတ်နဲ့ကြိုးစားခြင်းနဲ့စိတ်နှစ်ခုပဲလိုပါတယ်အပိုင်းလေးမိမိကိုယ်ကိုယဉ်ကျေးမြုပ်နှံမှုနဲ့ဗန္နာရေးစီမံခန့်ခွဲမှုဘဝအတွက်ယဉ်ကျေးမြုပ်နှံခြင်းဟာလူတစ်ယောက်အတွက်အကောင်းဆုံးသောယဉ်ကျေးမြုပ်နှံမှုပါယဉ်ကျေးမြုပ်နှံမှုဆိုတာငွေကြေးပိုင်းကိုပဲဆိုလိုတာမဟုတ်ပါဘူးပညာရေးနဲ့ကျွမ်းကျင်မှုတိုးတက်အောင်ယဉ်ကျေးမြုပ်နှံမှာမိမိကိုယ်ကိုယဉ်ကျေးမြုပ်နှံခြင်းဆိုတာ မိမိရဲ့ကျွမ်းကျင်မှုနဲ့ပဲစကီးတွေကိုတိုးတက်အောင်ကြိုးစားခြင်းမှာသင်ပညာတတ်လေလေကျွမ်းကျင်မှုပိုရှိလေလေအတွေ့အကြုံပိုများလေလေချမ်းသာကြွယ်ဝမှုအခွင့်အရေးပိုများလေလေပါတင်ယူလေ့လာမှုဆိုတာအဆုံးမရှိတဲ့ဖြစ်စဉ်တစ်ခုဖြစ်ပါတယ်ဘဟုသုတဟာဘယ်တော့မှအလကားမဖြစ်ပါဘူးအခမဲ့အရင်းမြင့်များကိုအသုံးချပါရင်းနှီးမြှုပ်နှံမှုလို့ပြောလိုက်တိုင်းငွေကြေးမလိုအပ်ပါတကယ်လိုအပ်တာကအချိန်လုံးလာစိုက်ထုတ်မှုနဲ့လိလာတင်ယူလူစိတ်တို့လိုအခမဲ့ရနိုင်တဲ့အရင်းမြင့်များပဲဖြစ်ပါတယ်စောက်တွေဖတ်တာ ယူကျူတူတူဒီယိုတွေကြည်တာအခမဲ့ဟောပြောပွဲတွေတက်တာလောက်ပါဘတ်ဂျက်ဖန်တီးပါချမ်းသာကြွားမှုကိုတည်ဆောက်ဖို့အတွက်ဘတ်ဂျက်တစ်ခုဖန်တီးရပါမယ်တင့်ရတုံးဆွဲစေရအတွက်ကန့်တတ်ချက်တွေထားပါလိုအပ်တာနဲ့လိုချင်တာကိုခွဲခြားထားရပါမယ်လိုချင်တိုင်းမဝယ်ပါနဲ့အကျွေးကင်းရှင်းပါစေငွေမစုခင်ရင်းနှီးမြှုပ်နှံမှုတွေမလုပ်ခင်အရင်ဆုံးပေးစရာရှိတဲ့အကျွေးတွေကိုအရင်ဆက်ပါအကျွေးကြောင့်ဆုံးမြုပ်သွားတဲ့သူတွေအများကြီးရှိပါတယ်အပိုင်းကထိရောက်တော့ဆုံးဖြတ်ချက်နဲ့လမ်းရောညီထွေမှုရှိခြင်း ျွန်တော်တို့အုံတော်မှာတရက်ကိုဆုံးဖြတ်ချက်ပေါများစွာချမှတ်နေရပါတယ်။အရေးမပါတဲ့အစာစားခြင်းအလုတ်တွားမှုလမ်းကြောင်းရွေးချယ်ခြင်းကအစားကြီးမားတဲ့အလုတ်နေထိုင်မှုပြောင်းလဲရေးစတဲ့အချက်ပေါများစွာထိပါဝင်ပါတယ်။ဆုံးဖြတ်ချက်ပင်မနွမ်းနယ်မှုကိုလျှော့ချပါ။ဆုံးဖြတ်ချက်ချမှတ်ခြင်းဟာကြွက်သားတွေလိုပဲပင်မနွမ်းနယ်နေတတ်ပါတယ်။ဒါကြောင့်အောင်မြင်သူတွေဟာတင်းငယ်တဲ့ဆုံးဖြတ်ချက်တွေကိုဥပမာဘာဝတ်မယ်ဘာစားမယ်ကိုပုံမှန်လောက်ရတဲ့အလေးကျင့်တွေဖြစ်ဆုံးဖြတ်ချက်ချခြင်းနဲ့ပင်မနွမ်းနယ်မှုကိုကြော်ဖြတ်နိုင်ဖို့လှုံ့ဆော်ကြပါတယ် စတိချောနဲ့ဗားတဲ့အိုဘားမားတို့ဟာနေ့စဉ်ဝတ်စုံရွေးချယ်ရမယ့်ဆုံးဖြတ်ချက်တွေကိုလျှော့ချခဲ့ကြပါတယ်။နာနဲ့ခင်မှာအရေးကြီးဆုံးဆုံးဖြတ်ချက်တွေချပါ။ခက်ခဲရှုပ်ထွေးတဲ့ဆုံးဖြတ်ချက်တွေကိုစိတ်ကြည်လင်နေတဲ့နာနဲ့ခင်ချိန်မှာပြုလုပ်ဖဲထားတဲ့အရာပါ။စိတ်ထွေပြားစရာမရှိသေးတဲ့စောစောအချိန်မှာအိယာထမှာထပြီးခက်ခဲဆုံးဆုံးဖြတ်ချက်အတွက်အချိန်ပေးခြင်းဟာအကောင်းဆုံးအကြံပြုချက်ဖြစ်ပါတယ်။ပြောင်းလဲမှုကိုလက်ခံပါ။ကဘာကြီးကနေ့စဉ်ပြောင်းလဲနေတာပါ။ဘယ်သူမှဘ ᱹ ရုကိုစောင့်နေတာမဟုတ်ပါဘူး။ မိပညာအတိတ်တွေပေါ်လာတဲ့အခါအရင်ခေတ်ကအရာတွေမှေးမိန်သွားတယ်မပြောင်းလဲရင်တင်ဟာသူများနောက်မှာကျန်နေခဲ့ပါလိမ့်မယ်ဒါကြောင့်မိမိရဲ့စကီးတွေကိုအမြဲ update လုပ်နေဖို့လိုအပ်ပါတယ်အောင်မြင်မှုနဲ့တိုးတက်မှုကိုစူးစမ်းလို့တဲ့နားထောင်သူတွေအတွက်ထပ်လောင်းလေ့လာနိုင်မယ့်အရင်းမြစ်များကိုကျွန်တော်ဖော်ပြပေးလိုက်ပါတယ်စာအုပ်များဖတ်ခြင်းဖြင့်ဘူးတူတာများစာရေးသူရဲ့အတွေ့အကြုံများနဲ့စိတ်ရဲ့ငြိမ်းချမ်းမှုကိုရရှိပါစေအမေရိကန်သမ္မတဟောင်းအိုဘားမားနဲ့တဆေးကြီးဘီလ်ဂိတ်တို့က အဲ့ရမွန်ကန်နိုင်ဝက်မကအစာဖတ်လျက်ရှိကြပါမိပညာခင့်တဲ့အညီ YouTube မှာမိမိစိတ်ဝင်စားတဲ့အကြောင်းအရာတွေကိုချပြယူနဲ့ဝင်ဝင်ရှာဖွေနိုင်တယ်လို့လိုအပ်တဲ့ပညာရဲ့စာရေးခြင်းကိုလည်းတင်ယူလေ့လာနိုင်ပါတယ်။ဟောပြောပွဲများတင်နာများအခမဲ့တက်ရောက်နိုင်ပါတယ်။တင်ရွေးချယ်ထားတဲ့အသက်မူဝဲချောင်းလုပ်ငန်းနဲ့ပတ်သက်တဲ့အရေးအချင်းတွေကိုတိုးတက်ဖို့တင်နာများဆက်တက်ပါ Facebook နဲ့ YouTube ကဲ့သို့သောပလက်ဖောင်းများမှာမိမိရဲ့ဝါဒနာများကိုကုန်ကျစရိတ်ဖြင့်ချပြပြီးဝင်ငွေလမ်းကြောင်းဖန်တီးနိုင်ပါတယ်။ညီကုန်းချုပ်အနေနဲ့ ချစ်ခင်ရပါတော့နားဆင်သူများခင်ဗျာဒီနေ့ကျွန်တော်တို့အောင်မြင်ခြင်းရင်ဆွလရမယ်ဆိုတဲ့စာအုပ်ထဲကအနှစ်သာရတွေကိုလေ့လာခဲ့ကြပြီးပါကျွန်တော်တို့ရဲ့ဘဝမှာအောင်မြင်မှုတည်ဆောက်ဖို့အတွက်အချိန်မရှိဘူးဆိုတဲ့စင်ကြေတွေကိုဆွလွပြီးပြင်းရင်ချင်းနဲ့စိုးရင်ပူပန်ခြင်းကိုကြော်လွှားရပါမယ်လက်ရှိပြစ်စုံပံကိုအာယုံဆိုင်ပြီးလှုပ်ရှားရှိတာကိုချက်ချင်းလုပ်ရပါမယ်လှုပ်ဝှက်ချက်ဆိုတာမရှိပါဘူးတင်ချမ်းလာကြော်ဝဖို့တည်ဆောက်တဲ့အကောင်ဆုံးသောအရင်းမြစ်ကတော့တင်ကိုယ်တိုင်ပဲဖြစ်ပါတယ် မိမိကိုယ်ကိုအဆက်မပြတ်တိုးတက်အောင်လုပ်နေဖို့ဟာတင့်ရတာဝန်ဖြစ်ပါတယ်။နားဆင်ကြည့်ရှုသူအားလုံးအထူးပင်ကျေးဇူးတင်ရှိပါတယ်။အနာဂတ်မှာပုံမှန်အောင်မြင်တိုးတက်စေဖို့အတွေ့အထိများရရှိနိုင်မဲ့မိခွန်များကိုလည်းခြံထားခဲ့လိုပါတယ်။နံပါတ်1တင့်ရဘဝတိုးတက်အောင်မြင်မှုတွေနေ့စဉ်တနာရီကိုဘယ်လိုမျိုးထိရောက်စွာအသုံးချသွားမလဲ။နံပါတ်2တင့်ဘဝရဲ့အောင်မြင်မှုကိုအကြီးမားဆုံးပိတ်ဆို့နေတဲ့ကွန်ဖော့ဆောင်လေးကအတွေ့အဟောင်းတစ်ခုကိုယနေ့ပဲစတင်ဆွံ့လွတ်နိုင်ပါမလား။ နံပါတ်3တင့်ရဲ့လိုအပ်ချက်နဲ့လိုချင်ချက်တွေကိုခွဲခြားနိုင်ဖို့နောက်လာအတွက်ဘတ်ဂျက်တစ်ခုခုကိုဘယ်လိုစတင်ဖန်တီးနိုင်မလဲအားလုံးပဲကျန်းမာချမ်းသာပြီးဘဝမှာအောင်မြင်တိုးတက်မှုများပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ။